ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ KK တွန်းကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတဲ့ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတဲ့ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်ဟာဒီနေ့တော့မိုးရင်သေးတော့မထနဲ့မိုးချင်းတန်တွေလည်းစူညံလို့ကောင်းကင်ကြီးလည်းမဲမောင်နေပြီပကံတွေမြန်မြန်စိမ့်ဆက်မှာမဟုတ်ရင်မိုးရွာလာရင်ပကံတွေဆေးလို့ရတော့မှာမဟုတ်ဘူးဟဲငါစဉ်းစားနေတာ ီတပတ်စာအဝတ်စားတွေအကုန်လျှော်မယ်လို့လေဒါပေမဲ့တရားသီဥတုကြည့်ရတာနေ့ရက်လောက်ထက်ဆောင်ရတော့မယ်ပုံမဲခဏကြာမှတော့လေပြင်းတွေတိုက်ခတ်လာပြီးရုတ်တရက်မူတွေတဲချင်းမဲကြီးရွာချလာပါတယ်ဒါကြောင့်တနောင်စရာချွေးမာရောက်ရဲ့အင်ခေါင်းမိုးကရေရင်ယိုစိန်လာပါတော့တယ်ဟင်ပြီးခဲ့တဲ့မိုးရသည်တုန်းကမှခေါင်းမိုးပြင်းထားတာကိုအခုပြန်ယိုပြန်မင်းနင်ကကိုဝန်သေးဆိုတော့ဒီလိုမိုးရေဆိုတာမကောင်းဘူးနင်တီပေါ်တက်ပြီးကတင်ပေါ်မှာထိုင်နေ ဒီဘက်ကခေါင်းမွလုံပါတယ်။ငါတို့ကယူလာတဲ့ရေတွေကိုခံထားဖို့ကြိုးစားမယ်။ကျွေးမာတွေအလုံးကကိုဝင်6လရှိပြီဖြစ်တဲ့သူစားကိုဂရင်ပေါ်မှာထန်ခိုင်းလိုက်ကြပါလိမ့်။ကျွေးမာတယောက်ကပကံလုံးကင်ထားပြီးတချို့ကဘုံတွေကင်ထားကြပါလိမ့်။ခေါင်းမွကနေရေရီယူနေတဲ့နေရာတိုင်းမှာကျွေးမာတွေအလုံးကရေကိုခံထားဖို့ကြိုးစားကြပါလိမ့်။ပကံခွက်ရောက်တွေခွက်တွေပုံးတွေအားလုံးစစ်စင်ထားပေမဲ့နေရာတော်တော်များများနေရေတွေဆက်ယူနေတော့မယ် ဂျာဖြူဒီလိုပင်ပြောနေတော့ရုတ်တရက်အိမ်ပြင်းပေါက်တွေနဲ့တကားတွေကနေကြီးရင်းဝင်လာခဲ့ပါတယ်။တကားတွေပြင်းပေါက်တွေပိတ်ထားပေမဲ့လည်းအိမ်ထဲကိုရေဝင်တာကမရက်ပါဘူး။အိုးဖះရေအဲ့ရကြီးတစ်ခုလုံးနဲ့ရေဆိုးကုန်ပြီ။ဟဲ့အဲ့ရောက်ထားလိုက်တော့ကြီးစံရိတ်ခါတွေကုန်ရေဆိုးနေပြီ။ညနေကောက်ကြစမ်းမ။ချွေးမတယောက်ကအဲ့ရခင်းနဲ့ခေါင်းအုံကင်ထားပြီးနောက်တယောက်ကရိတ်ခါတွေကင်ထားပါတယ်။ ချွေးမာတွေအလုံးကမူးကူရှောင်ဖို့အတွက်အင်းရဲ့တောင်တနေရာကိုသွားပြီးရှင်းနေကြပါတယ်။ခဏလေးအတွင်းမှာပဲသူတို့အိမ်ထဲမှာရေကတော်တော်လေးတက်လာခဲ့ပါတယ်။အဲဒီနောက်မှာသူတို့ခင်မုန်းတွေအလုံးကအင်းကိုရောက်လာကြပါတယ်။နာယီဝက်လောက်မိုးရွာတာနဲ့အိမ်တစ်ခုလုံးရေလွှမ်းသွားတာပဲ။အခုတော့ချွေးမာတွေရဲ့ခင်မုန်းတွေအလုံးအတူတူအိမ်ထဲကရေတွေကိုအမြင့်ဆုံးခတ်ထုတ်ကြပါတယ်။နှစ်နာရီကနေသုံးနာရီလောက်အကြာမှာတော့မိုးကတဖြည်းဖြည်းနဲ့တိတ်သွားပါတော့တယ်။ ိနောက်မှာတော့အိနေဝင်နေတဲ့ရေတွေအလုံးကိုအကုန်လုံးထုတ်လိုက်ကြပါတယ်။တချိန်တည်းမှာပဲချွေးမာတွေကဝင်ဆောင်နေတဲ့အိမ်ကျန်းမြင်ကို၆သိအောင်လုံနေပါတယ်။မိုးရသီးတောင်တေချာမစသေးဘူး။ဒီလိုနေ့မျိုးတွေကိုကြုံနေရပဲ။ဒါတွေအလုံးကငါတို့ရဲ့ခေါင်းမွန်းနဲ့အိမ်ကမကောင်းနေလို့ပဲ။အိမ်ပြင်ဖို့ပြောနေကြတာနှစ်ပေါင်းဘလောက်တောင်ကြာပြီလဲ။ငါတို့ကတော့အဆင်ပြေနေသေးတယ်။ဒါပေမဲ့သူစားကိုဝင်တယ်လေ။ကလေးလေးမွေးလာခင်ဘလို့နေမလဲ။ပြီးခဲ့တဲ့မိုးရသီးတုန်းကခေါင်းမိုးကိုပြင်ခဲ့တာပဲ။ ဘလို့လို့ဒီလောက်မြင်မြင်ပြင်စည်းသွားရတာလဲမနေ့ပြန်လာတဲ့အခါတာလဘတ်ဆယူလာကြမေအဲ့ဒါနဲ့ခေါမိုးကိုတီချာအုပ်ထားမေဒါအကျိုးမရှိပါဘူးပုံတိုင်းနည်းနည်းပြင်းလာရင်တာလဘတ်လည်းလွင့်သွားမှာပဲပြောစမ်းမအောင်ဒီလာပဆန်အောင်ဘယ်ချိန်ရမှာလဲလေရှင်တို့ကနေ့ရောညပါဖျားเจ้าမှာဝတ်ပြုတ်နေရတာလေသူတို့နဲ့စကားပြောပြီးပြီသူတို့ကနောက်လာဆပြီးလာစားတိုးပေးမယ်လို့ပြောနေတယ်အဲ့ဒါရတာနဲ့အင်ကိုအမြန်ဆုံးပြင်မယ်ဒီချွေးမောင်ရောက်ရဲ့ခင်မုန်းတွေက မေရိုးရဲ့ဖခင်ကြောင့်ပါတန်ရှင်ရေးဝိပ္ပယေးနဲ့စင်တူတော်ကိုဂယုဆိုင်တဲ့အလုပ်တွေလုပ်နေခဲ့ကြတာပါ။ဒါပေမဲ့လည်းလဇာနေလို့မိသားစုတစုလုံးကတ်တက်ပြီးရှင်သန်နေကြရတာပေါ့။မိုးရသည်ဆိုနေတိုင်းမိုးရလို့တခါတလေချွေးမာရောက်ရဲ့ခေါင်းမိုးတွေကမိုးယူတော့တခါတလေအိမ်ထဲရေလွှမ်းတာတွေကြုံနေရပါတည်း။ဒီနေ့လည်းအားလုံးကအိမ်ထဲကရေတွေကိုခတ်ထုတ်ပြီးချောင်းအောင်လုပ်နေကြတော့မှဒုတိယဖခင်ကြောင့်ဖွဲ့စည်းကလူတွေနဲ့ရေတွေဟာသူတို့အိမ်ကိုရောက်လာကြပါလိမ့်။ ခမရတို့အားလုံးဒီကိုရောက်လာကြတာလားရဲရီနဲ့အတူတူပါလာတာဆိုတော့ဘာလို့လဲအဆင်ပြေရလားကြည်တန်းဖះအเจ้าကလက်ဝယ်ရတနာတွေခိုးသွားပြီးတော့ဒီလူတွေဘလောက်အပြစ်ကင်းတဲ့ပုံစံလုပ်နေလဲဆိုတော့ဘာပြောရလဲဖះအเจ้าကလက်ဝယ်ရတနာတွေခိုးခံရတယ်ဟုတ်လားဘာလို့ပြောနေရလဲငါတို့ကဖះအเจ้าတော့ခတ်ထားတာလေမင်းတို့ကလွဲပြီးဘသူမှမဲတော့စင်တုတော်မထိဘူးငါတို့ကပဲလက်ဝယ်ရတနာတွေခိုးပြီးမင်းတို့အပြစ်တင်နေတယ်လို့ပြောချင်တာလားရှင်တို့တခုခုနားလည်မှုလွဲနေလား ျမတို့ခင်မိုးနေရနှစ်ပေါင်းများစွာဖះเจ้าမှာဝတ်ပြုတ်နေခဲ့တာပါလို့တီလို့ဆက်ဆုပ်ဖွဲ့ကောင်းတဲ့လှုပ်ရမြို့လှုပ်ရမှာလဲရှင်ညင်းခုံနေလို့အကျိုးမရှိပါဘူးလလောစင်မှာတက်တီအထောင်ထားအလုံးကမင်းတို့ဘက်ကိုဥတီနေတယ်ဒါကြောင့်မင်းတို့900လုံးကိုငါတို့ဖမ်းဆီးတယ်ရဲတွေကသူတို့900လုံးကိုဖမ်းပြီးခေါ်ဆောင်သွားကြပါတော့တယ်ဒါကြောင့်သူတို့၅ယောက်ရဲ့ဇနီးတွေကအရင်ကဝိုင်းနေကြီးကွင်းနေကြပါလိမ့်။အဲ့နောက်မှာမိုးပြန်ရွာလာပြီးတခါထပ်ပြီးတော့သူတို့ခေါင်းမိုးတွေလည်းရိုးစိမ့်လာပြန်ပါလိမ့်။ ဘာဖြစ်ကုန်ပြီလဲရဲရီယာဘာလို့ငါတို့ခင်မောနေကိုခေါ်သွားတာလဲသူတို့အပြစ်မဟုတ်ဘူးလေသူတို့အားလုံးအပြစ်ကင်းတယ်လို့ငါယုံတယ်ကဲပါဒီလိုအချိန်မျိုးမှာငုံနေနဲ့မေတော်ကငါတို့အကူအညီမှာသိချပါတယ်ချွေးမာရီအားလုံးခင်မောတဲရီကိုအရင်စီပူနေတော့ယုတ်တည်းသူတို့အင်ဒီနာချင်းတချို့သူတို့အိမ်ကိုရောက်လာကြပါတယ်မိုးယူရာရီရက်ပြီးတော့မင်းတို့ထုတ်တွေထုတ်ပြီးဒီကနေထွက်သွားကြပါပြောရလဲဒီအဲကငါတို့အိမ် ငါတို့အိမ်ထဲနေမောင်းထုတ်ရအောင်မင်းတော့ဘသူတွေလဲတခိုးရဲ့စနီးများတွေကိုငါတို့ရက်ကွက်ထဲမှာနေခွင့်မပေးဘူးမင်းတို့ကိုယ်တိုင်ထွက်သွားမလားဒါမှမဟုတ်ငါတို့ကမင်းတို့ဆွဲထုတ်ပေးရမလားပြောအိမ်နီးနားချင်းတွေအလုံးကချင်းမအရောင်လုံးကိုအိမ်ထဲကနေတွန်းထုတ်ပြီးတခဏအတွင်းမှာသူတို့အိမ်ကိုဖျက်ဆီးပစ်လိုက်ကြပါတယ်အဲ့နောက်မှာခဏကြာမှတော့မိုးကပူပြီးတဲထန်လာပြီးချင်းမအရောင်လုံးကတစုံတစ်ယောက်ရဲ့အိမ်နေရန်ကိုမှုပြီးတော့မိုးရိပ်ထဲမှာဆူရွှဲနေကြပါတယ် မဲတော့ဘလို့နေမျိုးတွေကျမတို့ပြနေရလဲပထမတော့ကျမတို့ရဲ့အပြစ်ကင်းတဲ့ခင်မုန်းတွေကိုထောင်ထဲပို့လိုက်တယ်အခုကျတော့ကျမတို့ရဲ့ကိုယ်ပိုင်အိမ်ထဲကနေမောင်းထုတ်ခံရပြီအိမ်ကိုလည်းဖျက်ဆီးပစ်လိုက်ကြပြီကျမတို့ခုပြမသွားနေရမလဲငါအပူဆုံးကတော့အဲ့ဒီကလေးလေးအတွက်ပဲသူကအခု၆လရှိပြီသူ့ကျမရေမထိခိုက်ဖို့ညှော်နေပါတယ်ဟာချင်းမငါရောက်တော့နေရနားမှာရှင်းနေတော့အင်းရှင်တော်ပုကသူ့ကို မောင်းထုတ်လိုက်ပါတယ်နင်တို့ခင်မုန်းတွေကတခိုးတွေမလား ထွက်သွားစမ်းဒီကနေထွက်သွားချင်းမအရံလုံးမူရီရီဆူရွှဲပြီးဟိုဟိုဒီဒီရှောက်သွားနေတော့အထင်းကိုဝင်လို့ရတဲ့အပေါအကြီးကြီးပါတဲ့တစ်ပင်ပင်ကိုတွေးလိုက်ပါတော့တယ်ကြာပြူကသူစကိုအဲ့ဒီတစ်ပင်ထဲမှာအမြန်ဆုံးဝင်ထန်ခံလိုက်ပါတယ်အမတို့လည်းလာကြဒီမှာနေရာနည်းနည်းရှိသေးတယ်တတောင်တတထိုင်နေပါဒီအချိန်မှာနေမိုးမဆိုဖို့အရေးကြီးတယ်ချွေးမလေးရောင်လုံးကသူဆောင်ကိုတစ်ပင်ထဲမှာထိုင်ခိုင်းပြီးတစ်ပင်နားမှာရက်ပြီးမိုးကိုရှောင်းဖို့ကြိုးစားနေတော့ ရုတ်တရက်လေပြင်းတွေနဲ့အတူကြီးမားတဲ့ပလတ်စတစ်ကြီးတစ်ချက်ကသူတို့နောက်ကိုလွင့်ကျလာခဲ့ပါတယ်။ဒါအရင်ကကြီးတဲ့ပလတ်စတစ်စကြီးပဲ။ဒီပလတ်စတစ်စကိုအမိုးလုံရင်အ ਨੇ ဆုံးတော့ငါတို့မိုးတံအနေလွတ်မြောက်နိုင်မယ်။အင်းအမပြောတာမှန်တယ်။ကျမအဲ့ဒါအတွက်တက်သားရှာကြည့်လိုက်မယ်။ခင်လေးကအနီးနားကနေဒုတ်ချောင်းကြီးတွေယူလာပြီးဝင်းမုံကအဲ့ဒါကိုမြေကြီးထဲမှာမြုပ်လိုက်ပါတယ်။အခုတော့ချွေးမလေးရလုံးကအဲ့ဒီပလတ်စတစ်စလွှာအောင်မှထိုင်နေကြပြီးတော့ခဏကြာမှမိုးတိတ်သွားခဲ့ပြီး သူတို့ရဲ့ဒီအခြေအနေနဲ့အိပ်ပျော်သွားကြပါတော့တယ်။နောက်တနေ့မှမဟုရနဲ့ជីပြူတို့စားပြန်ရှာဖို့အတွက်ထွက်သွားကြပါတယ်။ပါစားစရာတွေများရခဲ့လဲ။လူအများစီကလည်းအခုညတောင်းခဲ့ပေမဲ့ဘသူမှတရတာမပေးခဲ့ဘူး။ဒီမှာမုံနှလုံးရခဲ့တယ်။စားတော့ဆိုင်ပန်းရှင်ကဖောက်တဲ့တွေပေးဖို့ထားတဲ့အစားအစာကိုငါခိုးယူလာခဲ့တာ။ဖျားသခင်ဘသူမှဒီလိုနေမျိုးမကြုံပါစေနဲ့ရှင်။တို့နှစ်ယောက်မျက်ရည်တွေတုပ်ပြီးအရိကထွက်သွားတော့ လမ်းမှာမြေပြင်ပေါ်မှာပြုတ်ကျနေတဲ့ငပြုံးရွက်ကြီးတွေကိုတွေ့လိုက်ရပါတယ်။ဒါတွေကငပြိုးရွက်တွေမဟုတ်လား။သူ့အရွက်တွေကတော်တော်ကြီးတယ်လို့ကြားဖို့ပဲမယ်။ဒီနေ့မှပဲကိုရန်တွေ့ဘူးတာ။ဒီအရွက်တွေကသဲထန်တဲ့မိုးရေထဲမှာငါတို့ကောင်းတွေကိုဖုံးအုပ်ဖို့ကူညီပေးလိမ့်မယ်။အဲ့ဒီပလတ်စတစ်စာပဲချိန်လွင့်သွားမလဲမသိဘူး။နင်ပြောတာမှန်နဲ့မဟုတ်ရ။ဒါတွေကိုယူသွားကြဆို။မဟူရနဲ့ကြာပြူတို့ကမပြောရွံ့တွေအများကြီးကောက်ပြီးတော့ယူသွားကြပါတယ်။တစ်ဖက်မှာတော့လူတွေအများကြီးကမိုးကအင်ဂျီတွေဝစ်ပြီး ိုးရီထဲမှာတက်တောင်တက်တာနဲ့လမ်းလျှောက်နေကြပါရယ်။မိုးရာသီရဲ့အလှအပကိုခံစားနေကြပါရယ်။ပြီးတော့လမ်းမကြီးတစ်ခုလည်းရှိပါရယ်။တစ်ဖက်ကချွေးမာရီကတော့မိုးရီထဲမှာအချိန်ကြာကြီးစိုးနေရလို့သူတို့အားလုံးကအေးအေးမီမီတုန်ကြီးလာကြပါရယ်။ What? 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 ဟေးဒီနေ့သူစာဖျားသွားပြီ။ငါတို့အခုဘာလုပ်ရမလဲ။ငါတို့အားလုံးရဲ့ကိုယ်တွေလည်းတုန်ရင်းနေရပဲ။ဒါတွေအားလုံးကအဝတ်စုံနေရာအကြောင်းဖြစ်နေတာ။ အဝတ်အစားတွေရေမစုံအောင်ကာကွယ်ဖို့နီလန်ခုခုရှာရမယ်။မိုးတိမ်ပြီးခဏကြာမှချွေးမငါးယောက်ရဲ့အဝတ်အစားတွေလည်း၆လာပြီးမိုးကြောင့်အဝတ်အစားတွေထပ်ပြီးမစုံအောင်လို့ခင်လေးနဲ့ကြာပြူတို့ကပဝင်းချင်းကပလတ်စတစ်ကြီးတွေကိုစုပြီးသူတို့လက်တွေနဲ့မိုးကအင်ဂျီလိုမျိုးအင်ဂျီတစ်ထည်ကိုပြုတ်လုလိုက်ကြပါတယ်။တောင်ကိုဝစ်လိုက်ရင်မိုးရိပ်တိုင်းမှာသူတို့ဝယ်စားတွေမစိုးအောင်လို့ကာကွယ်ပေးပါတည်းဒီလိုဖြစ်နေတာ၃ရက်ရှိပြီဒီမိုးဘလောက်ကြောင်ခံရအောင်မလဲကျမမှာပါအားအေးမှမကြံတော့ဘူး စိတ်မပူပါနဲ့ငါတို့တီမှာရှိတယ်အားလုံးစင်ပြေသွားမှာပါခင်လေးဒီလိုပြောနေတော့မိုးရီတဲကြီးမဲကြီးရွာချလာခဲ့ပါတယ်ဒီမိုးကအရန်သိမ့်လွန်းလို့သူတို့အားလုံးမိုးရီထဲမှာမိမျောသွားကြပါတယ်သူတို့အားလုံးမျက်လုံးဖွင့်လိုက်တော့စင်းယုံမှရောက်နေကြတာကိုတွေ့လိုက်ရပါတယ်သူတို့ချိန်မှာသူတို့ခင်မုန်းတွေလည်းရှိနေပါတယ်သူတို့ခင်မုန်းတွေကိုတွေ့လိုက်တော့ဝမ်းသာမြေကြီးတွေကြာလာကြပါတယ်ရှင်တို့အားလုံးဒီလိုဘလို့လောက်ပြီးရောက်နေကြလဲ ရှင်တို့အားလုံးကထောင်ထဲမှာမလားဟုတ်တယ်ဒါပေမဲ့စစ်စင်းရေးမှုအောင်ငါတို့ခိုးမှုမကျူးလွန်ခဲ့ဘူးလို့ယုံကြည်တယ်။ तू ကသူ့မိသားစုနဲ့အတူဖခင်เจ้าကိုမကြခဏလာလေးရှိတော့ तू ကငါတို့အကြောင်းသိနေတာငါတို့ကိုဖခင်เจ้าကလူတွေကတမင်အပြစ်တင်နေတာသူတို့သိတယ်။ဒါကြောင့်သူ့အဖွဲ့တွေနဲ့စုံစမ်းစစ်ဆေးပြီးဖခင်เจ้าအနီးကလမ်းရဲ CCTV မှတ်တမ်းကိုရှာတွေ့ခဲ့တယ်။အိမ်မတန်းကနေလက်ဝဲရတနာတွေခိုးပြီးထွက်ပြေးသွားတဲ့သူတွေကိုတွေ့သွားတာ။ဒါကြောင့် तू ကငါတို့ကိုလွှတ်ပေးခဲ့တာ။ ါတို့ကလည်းဂုံတိတ်ခါထိခိုက်မှုအတွက်တရားစွဲထားတယ်။ဒါကြောင့်ဆိုးရစီကနေအတော်လေးများတဲ့ငွေတွေရောင်းမှဒါအရင်ကောင်းတဲ့တဲ့မဲ့ဒါပဲမဲ့ကျမတို့အားလုံးတီကိုဘလို့ရောက်လာလဲအမျိုးသမီးတူကမင်းတို့၅ယောက်လုံးလမ်းပေါ်မှာမိမျိုးနေတာကိုတွေးလိုက်တယ်။ဒါကြောင့်သူကမင်းတို့ကိုဒီစီယုံခေါ်လာပြီးရဲတွေရဲ့အကူအညီနဲ့ငါတို့မင်းတို့စီရောက်လာခဲ့တာ။ဂုံတိတ်ခါထိခိုက်မှုအတွက်ရာတွေပတ်စံနဲ့ချွေးမအယောက်ရဲ့ခင်မုန်းတွေဟာသူတို့ဇနီးတွေတက်တောင့်တက်တာနေနိုင်မဲ့ ပိုကြည့်ပြီးပိုကောင်းတဲ့အင်တလုံးကိုအမြန်ဆုံးစောက်လုပ်လိုက်ကြပါရစေ။ပြီးတော့ပိုတဲ့ငွေလေးနဲ့ပဲစီးပွားရေးလုပ်ငန်းတစ်ခုကိုလုပ်လိုက်ကြပြီးအားလုံးကအဆင်ပြေစွာနဲ့နေထိုင်သွားကြပါတော့တယ်။ဒီဗီဒီယိုလေးကိုကြိုက်နေသက်တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်။